အားလုံးပဲမင်္ဂလာပါရှင်ဆက်လက်ပြီးတော့ဒီနေ့ဖတ်ပြမှာကတော့ဆရာချမ်းမြေဝင်းရဲ့ဂယုမဆိုင်ခြင်းအမှုပညာစာအုပ်ထေးကအခန်း3တင်ဟာတာမန်လူတယောက်သာဆိုတဲ့ကောင်းစင်လေးကိုဆက်လက်ဖတ်ပြပေးမှာဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနားဆင်ပေးကြပါအောင်နော်အခန်း3တင်ဟာတာမန်လူတယောက်သာကျွန်တော်အတီတယောက်ရှိတယ်နာမည်တော့မပြောတော့ဘူး သူ့နာမည်ကိုကိုချစ်လို့ပဲခေါ်ကြစို့ကိုချစ်မှာအသည့်အဆန်းစည်းဝါးရေးလုပ်ငန်းအကြံဉာဏ်တွေအမြဲအပြည့်ရှိတယ်။ဘယ်ချိန်မေးလိုက်မေးလိုက်သူ့မှာလှုပ်เสียရတွေအပြည့်စည်းဝါးရေးလုပ်ငန်းစည်းဝါးရေးလုပ်ငန်းတွေကိုအကြံဉာဏ်ပေးနေရဆိုတာကတမျိုးဖုံးစော်ဝဲထွင်ဖို့ပတ်စံထည့်မဲ့သူစောင့်နေတာဆိုတာကတဖုံး ဘယ်ခန်းသားမှာတော့ဘာစကားတွေတော့ပြောရအောင်မဲဆိုတာကလည်းပါသေးလောင်စာစီအသည့်တမျိုးထုတ်ဖို့တိမ့်တန်းချီတဲ့ project ကြီးစတော့မဲဆိုတာကလည်းခဏခဏပြောသူ့ကိုဘယ်တော့ကြည့်ကြည့်ဇက်တိုက်တော့ပြောနေတာပဲရက်ကိုမရက်တာစကားပြောဝင်လေးများတော့မပေးလိုက်နဲ့ကဘာကိုဘလို့ပြောင်းလဲပြစ်မယ်ဆိုတာကစတာပဲတရေယူစရာအကြံဉာဏ်ပေါင်းများစွာကို အားရပါးရရေပတ်မဝင်ပြောတာ ိုချစ်ကိုကြည်လိုက်ရင်အမြဲတမ်းတက်တက်ကြွကြွနဲ့ဆရာကြီးပေါ့အမြဲမပြတ်ကြံစနေသူကြီးတကယ်ကကိုချစ်စီမှာအပြောတွေအပြောတွေကြီးပဲတကယ်လို့တော့ဘာမှမရှိဘူးစီဝါရေးအကြံဉာဏ်ထုတ်ဖို့ထိုင်လိုက်တဲ့ဘီယာဆိုင်ဆိုတာမြောင်းပေါင်နေပြီကျွမ်းကျင်အဆင့်လရလရဆိုပါတော့ အိမ်ကတောင်းထားတဲ့ပတ်စံတွေနဲ့စားတောက်ပြီးအိမ်ကလူတွေကိုသူ့စိတ်ကူးရင်အိမ်မက်တွေနဲ့အချိုးတက်ထားတာလဲကြားပြီးတခါတလေတော့ဖုန်းလေးပါလေတကယ်ဆက်ပြီးအလုပ်စားဖို့ကြံပါတယ်ဘာမှတော့ဖြစ်မလာဘူးဒါပေမဲ့ကိုချစ်တယောက်တော့ပြောင်းလဲမလာဘူးဒီအတိုင်းပဲဆက်သွားနေတယ်အသက်30နာကတ်တဲ့အထိကြတော့သူ့ဒဏ်ကိုသူ့ရီးစားနဲ့သူ့အမျိုးတွေကအခံလာရရောအဆိုးဆုံးကကိုချစ်တယောက်စီ ကိုချစ်တယောက်ဟာသူဒီလိုဖြစ်နေတာကိုကျေနပ်နေတာပဲကိုကိုကိုယုံကြည်ချက်တိတ်ပြင်းတာသူ့ကိုဟားတိုက်တဲ့သူတွေကဲ့ရဲ့တဲ့သူတွေအားလုံးသူ့လောက်အမျှော်အမြင်မရှိလို့တုံးလို့တုံးလို့ပဲယူဆတယ်သူ့စိတ်ကူးတွေကိုမထောက်ခံတဲ့သူတွေအရင်အနည်းမထုတ်တဲ့သူတွေအားလုံးဟာလေပေါ့မဲ့ထီလက်မှတ်ကိုလှုပ်ပြလှုပ်ပြတဲ့သူတွေပေါ့လေ သူအပူပင်မရှိစားတောင်းနေထိုင်နေတာတွေကိုအပြစ်တင်သူတွေအားလုံးလဲသူ့ပုံမနာလို့လို့လို့လိုက်ပြောနေတယ်ဆိုပါတော့ပတ်စံနေနေပပတော့ရှာလိုက်သေးတယ်ဟိုအလုတ်ဒီအလုတ်လေးတွေအဆင်ပြေသွားတဲ့အခါမျိုးသူ့စိတ်ကူးကိုသူများစိတ်ကူးကိုသူ့စိတ်ကူးလှုပ်ပြီးရောင်းစားလိုက်တာမျိုးစီးပွားရေးထောင်မယ်ဆိုပြီးမနူးမနဲ့တွေကိုလှိမ့်လိုက်တာမျိုးတခါတလေအခမ်းအနားတွေပါရင်မှာမိန်ကွန်းမိန်ကွန်းတောင်ပြောသွားသေးတယ် ဘာတွေပြောသွားလဲတော့စဉ်းစားလို့မရဘူးကိုချစ်ရဲ့အဆိုးဆုံးပြဿနာကသူ့လှိမ့်သမျှတွေကိုသူ့ကိုယ်သူယုံနေတာအံဩစရာကောင်းလောက်အောင်ကို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 အထင်ကြီးနေတာအမြင်ကပ်ဖို့တောင်ခက်တာလေးစားစရာဖြစ်လောက်အောင်ကိုအောက်ခြေလွတ်သွားတာဆိုပါတော့1960ဝန်းကျင်ကစပြီးစိတ်ပညာရှင်အတိုင်းအဝိုင်းမှာ ကိုကိုကိုတံပိုးထားစိတ်ကိုမြင့်တင်တဲ့နီလန်းတွေခစ်စားလာတယ်။ကိုကိုကို အထင်ကြီးရင် အလုံးမှာပိုအစဉ်ပြေတယ်ပေါ့။သူတေသနာပညာရှင်တွေစိတ်ပညာရှင်တွေထင်တာက လူတွေအလုံးမိမိကိုကို ပိုတံပိုးထားလာရင်လူသားမျိုးနွယ်ပိုတိုးတက်လာမယ်လို့ထင်ခဲ့တာ။ရာဇဝတ်မှုတွေပိုလျော့လာမယ်။ ပညာရေးမှာပိုတိုးတက်လာမယ်အလုပ်အကိုင်ပိုကောင်းလာမယ်ဒါနဲ့ပဲ1980လောက်ကစပြီးကိုကိုကို အထင်ကြီးဖို့နီးလန်းတွေကိုစတင်တင်ကြားလာကြတယ်။ကျောင်းစာအုပ်တွေသင်ခန်းစာတွေထဲမှာတောင်ပါလာတယ်။အမှတ်ပေးစနစ်ကိုပဲကြည့်။စာညက်နဲ့ကလေးတွေကို စိတ်ဓာတ်ကြအောင်လုပ်ပြီးတဲ့အဲစနစ်အစ်စ်စိတ်ဓာတ်မကြအောင်လုပ်ပြီးတဲ့စနစ်အစ်စ်တွေ ထွင်လာတယ်။ပုံမှန်လုံးနေကြ အလုပ်တွေကိုပါ နှစ်သိမ့်စုတွေပြန်ဖန်ပြီးအဲကြံဖန်ပြီးပေးတဲ့စုတွေပေးလာတယ်။အိမ်စာပေးတာတောင်မှကိုဟာဘာဖြစ်လို့အရန်တော်တယ်လို့ထင်တယ်လဲဆိုတာမျိုးတွေရေးခိုင်းတယ်။ကိုကိုကိုသဘောအကြဆုံးအရာအဲငါ့ကိုရေးခဲ့ခိုင်းတာမျိုးအစိတ်သက်ခွန်အားခေါ်ပြောပွဲတွေမှာလည်းမင်းဟာတခြားလူတွေနဲ့မတူဘူး။လူတိုင်းဟာထူးခြားတဲ့လူတွေဖြစ်တယ်။ အများနဲ့မတူ၊ကွဲပြားအောင်မြင်အများနဲ့မတူ၊ကွဲပြားအောင်မြင်မဲ့လူဟေ့ဆိုပြီးအားပေးစကားတွေပြောလာကြတယ်။နောက်မျိုးဆက်တစ်ခုလောက်အကြာကျွန်တော်တို့ခေရောက်တော့အဖြေကပေါ်လာပြီ။ကျွန်တော်တို့အားလုံးဟာ အများနဲ့မတူ ထူးခြားတဲ့လူသားတွေမဟုတ်ဘူးပဲ။ကိုဟာကိုအထင်တွေကြီးနေတာနဲ့တင်ဘာမှထူးမလာဘူး။ကိုကိုကိုအထင်ကြီးထူးခြားတယ်လို့ထင်နေတဲ့သူတွေများလာတာနဲ့ ဘီဂိတ်အသစ်တွေမာတင်မာတင်လူသာကင်းအသစ်တွေပုံများလာတာမဟုတ်ဘူးကိုချစ်အသစ်တွေပဲပုံများလာတာညံကြီးရှင်စွန်ဦးတွင်သူကြီးကိုချစ် ကိုကိုကိုတဖူးဖူးမှုတ်ပြီးလေဘော်ကပြန်မကြတဲ့ကိုချစ်လက်မခံတဲ့အားမပေးတဲ့သူတွေကိုငတုံးလို့ပြောတဲ့ကိုချစ် လူအထင်ကြီးအောင် စားတော့ဆိုင်အကောင်းတွေမှာလူများဘန်ကတ်နဲ့အမဲစားပြလူများကန်ဘန်ကတ်နဲ့အမဲစားပြတဲ့ကိုချစ်ပတ်စံချင်းမဲ့အမျိုးတွေတဖြည်းဖြည်းနဲလာတဲ့ကိုချစ်ကိုကိုကိုတန်ဖိုးအထားလွန်အထင်ကြီးလွန်ထူးခြားလိုက်တာဆိုပြီးအမြောက်လွန်သွားတဲ့ကိုချစ်ကိုဘလောက်ထူးခြားတယ်ဆိုတာကို ပြောနေရတာနဲ့တကယ်ဘာမှမလုပ်ဖြစ်တဲ့ကိုချစ် ကိုကိုကိုတံပိုးတိတ်ထားတဲ့စိတ်ရဲ့အဓိကပြဿနာကဒီလိုပါတံပိုးထားတယ်အထင်ကြီးတယ်ဆိုတာအကောင်းမြင်စိတ်တွေမဟုတ်လားဒါပေမဲ့လူတယောက်ရဲ့တကယ်တံပိုးဟာသူ့ကိုယ်သူဘလောက်အကောင်းမြင်တတ်တယ်လဲဆိုတဲ့အပေါ်မှာမူတည်တယ်ကိုယ့်အပြည့်အနာအစာကိုမြင်တတ်တာက ပိုအရေးကြီးတယ် ဘေးဘက်ဘက်လယ်မှာဘဝတစ်ခုလုံးပျက်စီးနေတာတောင် ကိုချစ်တဲ့ယောက်သူ့ဘဝရဲ့69ဒသမ9ရာခိုင်နှုန်းသာ69ဒသမ9ရာခိုင်နှုန်းသော အချိန်တွေအားလုံးမှာ စိတ်ချမ်းသာပျော်ရွှင် အကောင်းတွေမြင်နေတဲ့ဆိုရင်ဒါပျော်ရွှင်မှုအောင်မြင်မှုကို တိုင်းတာတဲ့ပေတံအမှန်တော့မဟုတ်တော့ဘူးကိုချစ်ကိုကိုချစ်လိုလူမျိုးကို အခွင့်အူးခံလူရန်စာလို့ခေါ်ပါတယ် ဘာမှမလုပ်ဘဲအကောင်းတွေပဲလိုချင်နေတာလေအလုံးမလုပ်ဘဲချမ်းသာခြင်းနဲ့ဘသူကမှမကူညီပဲဂျေစုအတင်ခံခြင်းနဲ့ဘာမှမဆုံးရှုံးလိုက်ရပဲနဲ့တတလုံးအနိုင်ပဲယူခြင်းနဲ့ကိုကိုကိုအထင်ကြီးအထင်အထင်ကြီးတာလွန်သွားတဲ့ကိုချစ်လိုလူမျိုးတွေဟာအမြဲတမ်းဘာမှမလုပ်ရသေးရင်တောင်ငါကြီးကျယ်ခမ်းနားတာတွေလှုပ်လိုက်ပြီးဟေ့လို့ထင်တတ်ထင်တတ်လာတယ် စင်ပေါ်တက်သွားရင်ငါပြောသမျှတန်ဖိုးရှိတဲ့စကားတွေပဲဟေးဆိုပြီးဘသူမှမထောက်ခံလဲမျက်စိမိတ်ယုံတက်လာတယ်။ဘာမှစွန့်စွန့်စားစားမလုပ်ရပဲငါဟာစွန့်ဦးတီထွင်သူကြီးပါလားဆိုပြီးမြင်တက်လာတယ်။ကိုယ်တိုင်ဘာအတွေ့အကြုံမှမရှိသေးဘဲနဲ့သူများတွေကိုပါပတ်စံယူပြီးအကြံဉာဏ်တွေပေးကျင်လာတယ်။အခွင့်အရေးကလူရန်းစားတွေရဲ့ကိုကိုကို အထင်ကြီးစိတ်ကကြောက်စရာကောင်းတယ်။ တခါတလေဘေးလူကိုပါကူးဆက်သွားတတ်တာကိုသူ့ဘေးနာသူ့ဘေးနာသွားနေနေရင်းနဲ့ကိုကိုတိုင်းပါငါလဲတန်ဘိုးကြီးလူသားကြီးပါလားဆိုပြီးထင်ထက်လာတာကိုချစ်ဆိုရင်လဲအကျင့်သာမကောင်းတာသူ့နဲ့စကားပြောရတာတော့ပြောစရာအကောင်းသာသူ့နဲ့စကားပြောရင်တခါတလေကျွန်တော်ကျွန်တော်ကိုကျွန်တော်ဆရာကြီးလို့တောင်ထင်ထင်လာတယ်လေနောက်ပြဿနာတစ်ခုက အခွင့်ဒူးခံခြင်းလဲအခွင့်ဒူးခံခြင်းလဲဆိုကြတဲ့ကအမြဲတမ်းကိုယ့်ကိုယ်ကို အထင်ကြီးနေဖို့လိုလာပြီးမဟုတ်လားအခွင့်ဒူးခံပြီးအခွင့်ဒူးခံခြင်းပြီးဆိုမှတော့ကိုယ်အကြောင်းပဲကိုယ်စဉ်းစားတော့တာကိုကိုဤကိုကိုဤကိုအနက်မနံဘူးဆိုပြီးရှူဖို့ဆိုတာလွယ်တာတော့မဟုတ်ဘူးမြောက်ဖို့မြောက်ဖြင့်တွင်နဲ့အိမ်သားလေးမှာ အင်းသားထဲမှာတတ်တလုံးနေလာတယ်လို့ဖြစ်တဲ့လူမျိုးလူမျိုးစုပိုးစုလူတယောက်ဟာဒီလိုစိတ်မျိုးဆွဲသွားပြီဆိုရင်ဘေးကလူတွေကိုဝေးဝေးရှောင်ဖို့လိုလာပြီ sorry ပါဒီလိုပဲအကျိုးအကြောင်းနဲ့ရှင်းပြရှင်းပြဘလို့ပဲအကျိုးအကြောင်းနဲ့ရှင်းပြရှင်းပြဒီလူရဲ့စိတ်ထဲမှာ ဒါငါယုတ်ချောတာချမ်းသာတာတော်တာအောင်မြင်တာညံကောင်းတာကိုမကြည်နဲ့လို့မနာလို့လို့မလိုမုံထားလို့နှောက်ရှက်နေတယ်ဆိုပြီးထင်လာပြီကောင်းတာတွေအောင်မြင်မှုတွေဆိုတာငါလှုပ်လိုက်လို့ဖြစ်လာတာမကောင်းတာတွေကြာရှုံးမှုတွေဆိုတာသူများတွေကြောင့်ဆိုပြီးစိတ်ထဲမှာဆွဲသွားပြီဒီလိုလူမျိုးဟာအဆက်မပြတ်အစာကျွေးရတဲ့တတဝါတကောင်လိုပဲ သူ့ကိုယ်သူအမြဲအထင်ကြီးနေဖို့သူ့ကိုယ်သူအမြဲအထင်ကြီးနေဖို့အတွက်နေနေလိုကောင်းနေဖို့အတွက်တကယ်မဟုတ်တဲ့မြောက်ပင်ခြင်းတွေဘဝကိုရက်ခတ်ပေးတာမျိုးတွေအောက်ကနေဝိုင်းအောက်ကနေဝိုင်းမပေးတာမျိုးတွေကိုပုံမှန်လိုအပ်လာပြီ ဘေးမှာရှိသမျှလူတွေဘာဖြစ်ဖြစ်ဂယုမဆိုင်တော့ဘူးအခွင့်ထူးခံခြင်းစိတ်ဆိုတာမူးယစ်စီအစ်စ်တစ်မျိုးပဲပျော်ရွှင်မှုအစ်စ်မဟုတ်ဘူးတကယ့်တန်ဖိုးဆိုတာကိုကောင်းတဲ့အရာတွေကိုပဲခံစားတတ်တာမဟုတ်ပါ ကိုယ့်ရဲ့မကောင်းတဲ့နတ်ဆိုးတွေကိုပါနားလေလက်ခံနိုင်ခြင်းဖြစ်တယ်။ကိုချစ်လိုလူမျိုးတွေဟာသူ့ရဲ့မကောင်းတဲ့ပြဿနာတွေကိုရင်မဆိုင်ရင်မဆိုင်ရဲတော့စိတ်ကူးရင် အောင်မြင်မှုတွေနောက်မှာပုံွယ်နေရင်လုံးပါပါတာပဲကိုကိုကိုတကယ်တန်ဖိုးထားသူတယောက်ဟာ ကိုယ့်ရဲ့ဉာဏ်ဖြင့်မှုတွေကိုရဲရဲစိုက်ကြည့်တတ်ဖို့လိုတယ်ဟုတ်တယ်ငါတစ်ခါတလေပတ်စံသုံးတာစီကံမရှိဘူးဟုတ်တယ်ငါကြွားပြောတာတွေနည်းနည်းများနေတယ်ဟုတ်တယ်ငါလူတစ်ပတ်သားကိုအားကိုးလွန်းတယ်ဒီဉာဏ်ဖြင့်မှုတွေကို ကြောင်းလဲအောင်လုပ်ဖို့တတ်တည်လဲရှိရမယ်။ဒါပေမဲ့ဒီအခွင့်ထူးကံလူတွေကြတော့သူတို့မှာဉာဏ်ဖြင်းမှုတွေမရှိဘူးလို့ယူဆထားတဲ့အတွက်တကယ်ထိရောက်တဲ့ပြောင်းလဲမှုမျိုးဘယ်တော့မှမလုံနိုင်ဘူးလေ။တိမ်တွေပေါ်မှာတိမ်တွေပေါ်မှာနေตาရမှုတွေနောက်လိုက်ရင်လိုက်ရင်အမှန်တရားနဲ့ပူပူဝေးကုန်လား။ဒါပေမဲ့တစ်ချိန်ချိန်တော့ဝုန်းကနေပြုတ်ကြမှာပဲ။ တ်ထားသမျှပြဿနာတွေကဘွားကနေပြန်ပေါ်လာမယ်။ဘယ်တော့ပြန်ပေါ်လာမလဲဘလောက်ထိနာလာမလဲဆိုတာစောင့်ကြည့်ရမှာ။ဒုက္ခတွင်နေကြခြင်း။မနေ့9နာရီပိုင်းအိုအချင်းစာသင်ခန်းထဲမှာကျွန်တော်ထိုင်နေတယ်။ဆရာစာသင်နေတာကြားတစ်ချက်မကြားတစ်ချက်နိုင်လက်တဲ့ တဒတ်တက်သွားနေတာကိုပဲစိုက်ကြည့်နေမိတယ်။73နှစ်အရွယ်ကောင်လေးပြပြစာသင်ရတာစိတ်မပါဘူးပေါ့။အခန်းတကားခောက်တန်ထွက်လာတယ်။တကားခောက်တာကလက်ထောက်ကျောင်းအုပ်စရာ Mr. Bright အခစာသင်ခန်းတကားကိုအသာဟပြီးအထန်းအထဲကိုလှမ်းကြည့်တယ်။ Sorry ပါဆရာကြီးစကားလေးပြောချင်လို့ Mark ခဏလောက်အပြင်ထွက်ခဲ့ ခဏလောက်အပြင်ထွက်ခဲ့လို့ရမလားမင်းပစ္စည်းတွေပါတခါလေးယူခဲ့ကျွန်တော်စိတ်ထဲမှာတော့ဘာလဲဟာပေါ့အเจ้าဟိုကြီးစီသွားတွေးရတာတွေတော့မြင်ဘူးတယ်အเจ้าဟိုကြီးရုံးခန်းကကိုယ်တိုင်လာခေါ်ရတာတော့ရှားတယ်မဟုတ်လားဒါနဲ့ကျွန်တော်ပစ္စည်းတွေယူပြီးထွက်သွားလိုက်တယ်အเจ้าခေါ်ရတာမှာဘယ်သူမှမရှိဘူးရဲ့ပစ္စည်းထည့်ထားတဲ့ဗီဒီယိုတွေပဲတန်းစီထားတယ်မတ်မင်းပစ္စည်းထားတဲ့ လောကစီကိုလိုက်ခဲ့ဟုတ်စရာကျွန်တော်ကောင်းကောင်းမွန်မွန်ပဲပြန်ပြေးပြီးလောကရှိတဲ့ဘက်ကိုဆက်သွားလိုက်တယ်ဂျင်းပေါင်းမီအပွားသပင်အရှိပန်တီးယားတီရှပ်နဲ့စတိုင်ကအပြိလော်ယာလော်ယာရှေ့ရောက်တော့မစ္စတာပရိုက်ကလောကတကားဖွင့်ပေးပါဆိုပြီးပြောတယ်ကျွန်တော်လည်းဖွင့်ပေးလိုက်တယ် မစ္စတာဖရိုက်ကျွန်တော်ရှေ့ကဖြတ်သွားပြီလောကထဲကကျွန်တော်ကုတ်အင်းကြီးအာကစားအိတ်ကျိုးဘူးအိတ်တွေအားလုံးကိုယူလိုက်တယ်စာအုပ်နဲ့ခဲတံတချို့ပဲခြံထားတယ်လာနောက်ကနေလိုက်ခဲ့လာနောက်ကနေလိုက်ခဲ့လို့ပြောပြီးကျွန်တော်ရှေ့ကထွက်လှည့်ထွက်သွားတယ်ကျွန်တော်စိတ်ထဲမှာမအီမသားတော့စဖြစ်လာပြီ ရုံးခန်းနဲ့ရောက်တော့ကျွန်တော်ကိုအရင်ထိုင်ခိုင်းပြီးရုံးခန်းတကားကို ပိတ်လိုက်တယ်။အပြင်ကလူတွေမမြင်အောင်လိုက်ကာတွေပါဆွဲချတယ်။ကျွန်တော်ချွေးသီးချွေးပေါက်တွေနည်းနည်းကြာလာပြီ။ဒီပုံမှန်ခေါ်ဆိုတာတော့ဒါပုံမှန်ခေါ်ဆိုလာတော့တော့မဟုတ်တော့ဘူး။မစ္စတာမစ္စတာပရိုက်အေးအေးဆေးဆေးထိုင်ပြီးကျွန်တော်ပစ္စည်းတွေကိုထုတ်ကြည့်တယ်။အိတ်ကတ်တွေဖွင့်ကြည့်ဇစ်တွေဇစ်တွေဖွင့်အင်ကြီးတွေအကုန်ခါချကျမ်းမြင်ပေါ်ပြစ်ချကျွန်တော်ကိုမကြည့်ပဲမေးတယ်။ငါဘာကိုရှာနေတာလဲဆိုတာမင်းသိလား။ မတည်ဘူးစရာလို့ကျွန်တော်ပြန်ဖြေတယ်။မူးရစ်စေးရှာနေတာ။ကျွန်တော်ရင်ပတ်တဲ့ဒိတ်ခနဲ့ဖြစ်သွားတယ်။မူးရစ်စေး။ဘာမူးရစ်စေးလဲဆရာ။ကျွန်တော်ကိုစစ်စစ်ကြည့်ပြီးပြန်မေးတယ်။မတည်ဘူးလေ။မင်းမှာဘာအမျိုးသားတွေရှိလဲ။ကျွန်ကျောပေါ်ကြီးထဲကကျွန်တော်အင်ကြီးအိတ်ကတ်တွေကိုပါနှိုက်ပြီးရှာနေတယ်။ကျွန်တော်မျက်နှာပေါ်မှာချွေးတိချွေးပေါက်တွေစိမ့်ထွက်လာတယ်။ ချွေးထွက်တဲ့နေရာကလက်ဖွားတွေလက်မောင်းတွေလေပင်းအထိတက်လာပြီခေါင်းထဲမှာလည်းသွေးတိုးလို့သွေးတိုးလို့တဒိဒိဖြစ်နေပြီကျောင်းဝငငယ်လေးနဲ့အတိအကျပြောရင်73နှစ်သားပေါ့မူးရစေးဝါးယူလာဘူးတဲ့သူတိုင်းသိမှာပါ ထွက်ပြေးပြီးတနေရရမှာပုံးပုံးနေခြင်းစိတ်က ထိတ်မရဘူးဆရာဘာတွေပြောနေတာလဲကျွန်တော်မသိဘူး တနော်ပြောင်းဝဲညင်းလိုက်တယ်။ကို့အတန်ကိုတော့အားမရဘူး။ဒီထက်ပိုပြီးတည်ငိမ့်တဲ့အတန်ဖြစ်ရမှာ။ဒါလည်းဟုတ်ချင်မှဟုတ်မယ်။ဒီထက်ပိုပြီးကြောက်နေတဲ့တလား။လိန်တဲ့သူဆိုတာကြောက်တဲ့အတန်ထွက်လာ။တည်ငိမ့်တဲ့အတန်ထွက်လာ။ဘလို့ဖြစ်ဖြစ်ကျွန်တော်လိန်နေမှမသိစေချင်ဘူး။စိတ်ပူနေမှာကိုစိတ်ပူနေရင်ပိုပိုစိတ်ပူလာတယ်။တောကတန်တရားလေ။ကြည်သေးတာပေါ့ ကြည်သေးတာပေါ့လို့ကျွန်တော်ကိုပြောပြီးသူ့အာယုံကကျွန်တော်ကြောဘူအိစီကိုရောက်သွားတယ်။အိပ်ပေါင်းများစွာနဲ့ကြောဘူအိပ်ပေါ့။ပစ္စည်းပေါင်းတောင်း6000နဲ့အိတ်တိုင်းအိတ်တိုင်းမှာ သူ့ပစ္စည်းနဲ့သူသူ့ပစ္စည်းနဲ့သူပြည့်လို့ရောင်စုံဘောပင်တွေအဲစာမှတ်ထားတဲ့စာအုပ်တွေစာရွက်တွေအဖုံးတွေအဖုံးတွေအပ်နေတဲ့1990ပြည့်နှစ်ခေတ်ပေါ်တချင်းကြီးတွေမှင်ချောက်နေတဲ့ highlight highlighter တွေ တဝက်ပဲကြံတော့တဲ့ဗျောင်စာအုပ်တွေဖုံတွေခဲခဲပြက်အမှုံတွေအလေတန်းចောင်းသားဘဝရဲ့အမိုက်တရိုက်တွေအစုံကျွန်တော်ဂျိုးဘွေးကိုမှွေးနေတာတစ်နှစ်လောက်ကြာမယ်မစ္စတာပရိုက်တယောက်ဘာမှမတွေ့တော့စိတ်ပြတ်သွားပုံပဲအိတ်ကိုမှောက်ချလိုက်တယ်ပစ္စည်းတွေចမ်းပါဦးចမ်းပေါ်ကိုဝေါကနေသူလေကျွန်တော်လိုပဲချွေးထွက်နေပြီကြောက်လို့တော့မဟုတ်ဘူးစိတ်တို့လို့ ဒီနေ့တော့ဘာမှပါမလာဘူးပေါ့ဟုတ်လားလို့ပုံမှန်လေးတန်နဲ့ထိမ့်ပြီးမေးတယ်ဟင်းအေးကျွန်တော်လဲပုံမှန်အတန်ထွက်အောင်စူးစမ်းပြီးဖြစ်လိုက်တယ်ကျွန်တော်ပစ္စည်းတွေကိုအပုံလေးတွေပုံလိုက်တယ်ကုတ်အင်းကြီးနဲ့ကျိုးဖို့အိမ်ကျိုးဖို့အိမ်ကတော့သူ့ပေါင်ပေါ်မှာဟာလာဟာလာဟင်းလေးအတက်မဲ့တရဝါတွေအတက်မဲ့တရဝါတွေလို့ပုံလို့ မစ္စတာပရိုက်တပြင်းချပြီးနိုင်ရန်ကိုစိုက်ကြည့်နေတယ်ကျွန်တော်ငိုချင်းလာတယ်ခဏကြာတော့ကျွန်တော်ပစ္စည်းတွေကိုမစ္စတာပရိုက်ပြင်ပြန်ကောင်းပြန်ကြည့်တယ်တောင်းစီကန်းနဲ့မကိုက်နေတာဆိုလို့ဘာမှမပါဘူးတပြင်းထက်ချတယ်ကုတ်အင်းကြီးနဲ့အိတ်ကိုပစ္စည်းတွေပေါ်ပြစ်တင်လိုက်တယ်ကျွန်တော်ရှေ့မှာဒူးတစ်ဖက်ထောက်ပြီးထိုင်တယ်ကျွန်တော်နဲ့မျက်နှာချင်းဆိုင်လိုက်တယ်မတ်မင်းကနောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ် ရိုးရိုးသားသားဖြေပါရိုးရိုးသားသားဖြေရင်အခြေအနေကတိတ်ဆိုးမှာမဟုတ်ဘူးလိမ့်နေဆိုရင်တော့ဘသူမှကယ်လို့မရအောင်ဆိုးသွားလိမ့်မယ်ကျွန်တော်လေချောင်းတွေ၆ကပ်လာတယ်ဒီတော့အခုအမှန်တိုင်းဖြေမင်းဒီနေ့အချောင်းကိုမူးရစ်စေယူလာသလားငိုခြင်းစိတ်အတကုံအတန်ကုံအော်ဟစ်ပြစ်ခြင်းစိတ်ကိုကျွန်တော်မျိုးချလိုက်တယ် မျက်နာကိုစစ်စစ်ကြည့်ပြီးအယမ်းပင်ပန်းနေတဲ့အတန်နဲ့ကျွန်တော်ပြန်ဖြေတယ်။ဟင်းအင်းဆရာကျွန်တော်မှဘာမူးရစီမှမရှိဘူး။ဆရာဘာတွေလာပြောနေတာလဲ။ကောင်းပြီလေလို့အရှုံးပြီးတဲ့အတန်နဲ့မစ္စတာပရိုက်ပြန်ဖြေတယ်။ပစ္စည်းတွေယူပြီးပြန်သွားလို့ရပြီ။ကျမ်းမြင်ပုံမှကြာနေတဲ့ကြောပွဲအခွန်ကိုတစ်ချက်ကြည့်လိုက်တယ်။နောက်ဆုံးစူးစမ်းတဲ့အနေနဲ့ ကျောဘုတ်အိတ်ပေါ်ကိုလက်တစ်ဖက်နဲ့နင်းကြည့်သေးတယ်။ sorry ခြေတစ်ဖက်နဲ့နင်းကြည့်သေးတယ်။မပြီးသေးဘူးလား။ကျွန်တော်ကိုဒီအိမ်မက်ဆိုးကြီးမြ мян ပြီးဖို့အခန်းထဲကထွက်သွားခြင်းလားပဲ။ဒါပေမဲ့သူ့ခြေရောက်ကတခုခုပေါ်ကိုနင်းမိသွားတယ်။ဒါပါလေလို့အိတ်ကိုခြေထောက်နဲ့ပုတ်ပြီးကျွန်တော်ကိုမေးလိုက်တယ်။ဘာကိုမေးတာလဲဆရာ။ အဲ့ဒီမှာဒီထဲမှာဒါပါလေအိတ်ကိုယူပြီးလက်နဲ့တည်တည်ချာချာဆန်းတယ်ကျွန်တော်ခေါင်းတွေမိုးလာပြီအခန်းတစ်ခုတော့လဲလာပြီကျွန်တော်ငငယ်ကညံကောင်းတယ်တငယ်ချင်းလည်းများတယ်ဒါပေမဲ့အကျင့်တော့မကောင်းဘူးဒါအချိုးသာဆုံးပြောတာတော်လန်ပုံကန်ခြင်းနဲ့အကျင့်မကောင်းတဲ့ကောင်းလေးဆိုပါတော့မုံတိနာကြီးမှုနာမုံတိနာကြီးမှုတွေအပြည့် အသက်၁၂နှစ်လောက်တုန်းကအိမ်မှာတက်ထားတဲ့လုံခြုံရေးဆက်တွေကိုရေခဲတက်တာမှာရေခဲတက်တာမှာကတ်တဲ့တန်လိုက်နဲ့ကတ်ဆက်ပြက်အောင်လုပ်ပြီးခိုးထွက်ဘူးတယ်ကျွန်တော်တငယ်ချင်းကျွန်တော်တငယ်ချင်းနဲ့နှစ်ယောက်ပေါင်းပြီးသူ့အမေသူ့အမေကားကိုလူမသိအောင်တိတ်တိတ်လေးတွန်းထုတ်လမ်းပေါ်ရောက်တော့တက်မောင်းဘူးတယ် ဘာသာရေးအမြတမ်းကိုင်းဆိုင်တဲ့ကျွန်တော်အင်္ဂလိပ်စာဆရာမကိုလည်းကိုဝင်ဖြတ်ချတဲ့အကြောင်းကိုအားပေးအောင်မြလုပ်တဲ့စာဒီစာကုံးရေးပြီးတင်ဘူးတယ်။နောက်သူ့တငယ်ချင်းတယောက်နဲ့သူ့အမေစီကဆက်လက်တွေဆက်လက်တွေခိုးပြီးခလေးတွေကို ပြန်ရောင်းဘူးတယ်။ကြောဘူးအိတ်အထဲသားကိုခွဲလွတ်ဝက်အိတ်သေးသေးလေးလှုပ်ပြီးဆေးကြောင်လည်းထဲ့တယ်ဘူးတယ်။ မစ္စတာဘရိုက်ခြေထောက်နဲ့စမ်းမိသွားတဲ့အိတ်ပဲလီမူးယစ်ဆေးသိမ်းမလာဘူးဆိုတာကိုကျွန်တော်မသိချင်အောင်ဆောင်ပြောင်းလိမ့်နေတာမစ္စတာဘရိုက်ကတော့သူကြိုပြောထားတယ်လို့ပဲလိန်နာကိုခွင့်မလုပ်ဘူးဒီနေ့အကြောင်းအပြန်မှရဲကားနောက်ခန်းတွေကနေလိုက်ရတယ်လက်ထိတ်တန်းလန်းနဲ့ကျွန်တော်ဘဝပြတ်ပြီလို့ပဲထင်ခဲ့တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်အခု ဒီနေ့ရောဒီနာရီမှာဒီမညာလေးမှာပဲရက်နာခွင့်ပြုပါနောက်နေ့ဒီမှာဒီအခန်း3ရဲ့အဆက်ကလေးကိုဆက်လက်ဖျက်ပြပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်